ကျန်တော့ကျွန်တော်ကဟိုပါလေးပါနောက်ဟိုအထိုင်ဟာအထိုင်အညာဒေရကိုစစ်ကြောင်းထိုးနေတဲ့အာနာသိန်းစစ်တပ်ရဲ့ချင်းမြန်တမဌာနချုပ်တမ33စစ်ကြောင်းတွေဟာပြည်သူ့ကောက်ွယ်ရေးတပ်မတော် PDF တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့်စစ်ကြောင်းတွေကျိုးပြတ်နေရဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။သခိုင်းတိုင်းခင်ဦးမြို့နယ်ကံဘလူနယ်ဝက်လက်မြို့နယ်တွေကိုဝင်ရောက်လာတဲ့တမ33နဲ့ဒေရပြူစောတိတပ်ဖွဲ့ဝင်တွေရဲ့စစ်ကြောင်းတွေဟာနိုဝင်ဘာလတလအတွင်း သုံးချိန်တိုင်အောင်စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်ကိုဒရိုဆယ်ဦးလာနေတဲ့ပုံစံကတော့တကယ်ကိုတက်ပြင်းနေတဲ့ရှေ့မှာရောက်နေပြတ်ဒီစစ်ကြောင်းတွေလေဟိုအန်စီယာမီတဲ့လူတွေလည်းအများကြီးပဲဒရိုစီယာနေသိန်းစီယာမီတဲ့ပစ္စည်းတွေလည်းများနေရတပြောက်တဲ့လူတွေလည်းများနေရဆိုတော့လေသူတို့ရဲ့အခြေအနေကတော့တော်တော်တက်ပြင်းနေတဲ့ရှေ့မှာဖြစ်နေပဲစစ်ကြောင်းကိုကာခတ်နေတဲ့ရှေ့မှာရှိနေအဲဒါသူတို့ကတော့သူတို့ရဲ့ဟိုဘယ်လိုပြောမအောင် ဟိုသွားမဲ့နေရာတွေပါရှိမှာဘူးဆိုတော့သွားမဲ့နေရာတွေသူတို့လာတယ်လာတဲ့ချိန်မှာရုံနဲ့ထိတ်တိုက်တွေ့ဆုံတယ်တွေ့ဆုံတဲ့အခါမှာသူတို့တော့ပြင်းစင်ချိန်မရအောင်လို့ဒီဖြစ်သွားတဲ့နေရာတော့ကြောက်ကြီးဆံပြီးတော့ထွက်ပြေးရပြီးတော့တည်တဲ့လူလည်းတည်ဖို့ထွက်ပြေးတဲ့လူလည်းထွက်ပြေးအဲ့လိုမျိုးလေးချိန်နေတဲ့ဖြူဖြဲဖြစ်သွားတဲ့ပုံစံတော့ဖြစ်သွားတယ်ဟဲ့လေလာလာကြောက်လို့ပြောင်းပြောင်းလာဟဲ့လေပြန်ပြေးပြန်ပြေးအခုလည်းပြင်းမလို့လုံးလားပြေးအနောက်မြောက်တိုင်းစစ်ဌာနချုပ်လောက်အောက်ခံတပ်ဖြစ်တဲ့တမ33ဟာ ခြေမြန်နဲ့ခြေလျင်တက်ရင်ဆဲခုကိုကုတ်ခဲ့တဲ့တမဖြစ်ပြီးအာနာသိန်းစစ်တပ်ရဲ့လက်မယွန့်တမတွေအဖြစ်ထင်ရှားတဲ့တမတွေထဲကတစ်ခုအပါအဝင်ပါပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကစကိုင်းတိုင်းဝက်လက်မြို့နယ်ဆိုင်းနိုင်ခွေ့ကြေးရွာကနေပုံနာကြေးရွာကိုဝင်ရောက်လာတဲ့တမ33လောက်အောက်ခံတပ်တွေနဲ့ဒေသပြူစောထီးတွေပါဝင်တဲ့အင်အား120ပါစစ်ကြောင်းကို PDF တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကြောင်းပြတ်ထွက်ပြေးခဲ့ရပြီး အာနာသိန်းတပ်ဖွဲ့ဝင်35ဦးတည်ဆုံခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ပါတယ်။အေဒီနေတရက်ထဲမှာပဲသခိုင်းတိုင်းခင်ဦးမျိုးနဲ့မုံလာကြီးရွာကနေပြင်ထောင်ကြီးရွာကိုဝင်ရောက်လာတဲ့တမတ်33လောက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ဥဝတဝရဲ့ပြူစောတိအဖွဲ့ဝင်တွေပါဝင်တဲ့စစ်ကြောင်းဟာလည်း PDF တပ်တွေရဲ့တိုက်ခိုက်မှုကြောင့်တည်ဆုံတပ်သားတွေကိုခြံကတပ်ပြက်ထွက်ပြေးသွားကြလို့လက်နက်အများအပြားကိုတင်စီရမိခဲ့ကြပါတယ်။အဲ့ဒါအပြင်နိုဝင်ဘာလ12ရက်နေ့ရက်လည်း ကံဘလူမျိုးနဲ့ကာဘိုးရွာကနေရင်းတိုက်ကျွရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့တမတ်သုံးသုံးလက်အောက်ခံတပ်ရင်းတွေနဲ့ပြူစောတီတပ်ဖွဲ့ဝင်တွေကို PDF တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာအာနာသိန်းစစ်တပ်ရဲ့တပ်သား15ဦးကိုအရှင်ဖမ်းဆီးရမိပြီးတည်ဆုံးသူ90ဝန်းကျင်ရှိရလို့ထုတ်ပြန်ထားပါတယ်အဲ့တော့တဖြည်းဖြည်းနဲ့ဟိုဒီစစ်ရှုံးလာတဲ့သဘောကတော့ပြည်သူတွေနံပါတ်1ကတော့ပြည်သူတွေမထောက်ခံတာပေါ့နံပါတ်2ကတော့ဒါစစ်သားအဟောင်းတွေမရှိတော့စစ်သားအဟောင်းတွေတိုက်ပွဲတွေမှာ အစင်းအစင်းတိုက်ပွဲတွေဖြစ်ခဲ့တယ်ပေါ့နော်ဒီကာလတလျှောက်မှာတိုက်ပွဲတွေဖြစ်ခဲ့တယ်စစ်သားအောင်းတွေတော်တော်များများကဒဏ်ရာရတယ်ကြာရှုံးတယ်အဲဒါဖမ်းခံရတယ်အဲဟိုထွက်ပြေးသွားကြတယ်ပေါ့နော်ဟိုဒီစင်းရင်ပျောက်သွားကြတယ်ဟာလေအများကြီးရှိတော့အဲ့တော့အဲ့ဒီနေရာမှာဒီပြည်စစ်မှုတန်းဥပဒေရဝင်လာကြတဲ့သူတွေနဲ့အစားထိုးတာပေါ့နော်တော်တော်များများကဒါဒီအကြမ်းပတ်ပြီးတော့အရင်အရမလူစစ်စုံခံတာတွေဖြစ်တဲ့အတွက်တိုက်ခိုင်းရောင်းရင်ဘလို့မှဒါအရင်လူကောင်းတွေလိုအတွေ့အကြုံနေရတယ်ပေါ့နော် အဲ့ဒါကြီးတွေ့ကြုံနေတာတစ်ချက်ပြည်သူမထောက်ခံတာတစ်ချက်ဒါကြောင့်မို့ပြည်ပြည်နဲ့ဆွေးရှုံးလာကြတယ်ဆွေးချောင်းလိုက်ဖွဲ့စည်းပုံပြတ်ပြီးတော့အဲဒါသွားကြတယ်ဗောနော်ဟိုကြာရှုံးတာတွေစီဥတ္တိကြိုက်တာတွေတည်ဆုံးတာတွေဗောနော်ပျောက်သွားတာတွေဒါမျိုးတွေများပြားတွေ့ရတော့ရှိတွေ့တွေ့ရပါတယ်တမ္မတုံတုံဟာလူတွေကိုရရက်ဆက်ဆက်နှိမ့်ဆက်တက်ဖြတ်တယ်လို့နာမည်ကြီးပြီးအညာဒေရမှာတော့နာမည်ဆိုးနဲ့ကြော်ကြတဲ့တမ္မတစ်ခုလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဩဂတ်လကလည်းစကိုင်းတိုင်းဝက်လက်မြို့နယ်ကြီးကံမြောက်ရွာမှာ တမ33တပ်ဖွဲ့ဝင်တွေဟာရွာသားလေးဦးကိုတပ်ဖြတ်ခဲ့ပြီးအဲ့ဒီထဲမှာအသက်20အရွယ်ကိုဝန်ဆောင်အမျိုးသမီးကိုတော့ဗတင်းချင်းတပ်ဖြတ်ခဲ့တာပါစစ်တပ်အာဏာသိမ်းပြီးနောက်2023ခုနှစ်အောက်တိုဘာလတုန်းကလည်းချင်းပြည်နယ်ထန်တလန်မြို့ကတိုက်ပွဲမှာယာနဲ့ချီရဲ့နေအိမ်တွေနဲ့ဖျားเจ้าတွေကိုမိရှို့ဖျက်ဆီးခဲ့တဲ့အာဏာသိမ်းတပ်ဟာတမ33ဖြစ်ပါတယ်ဒါအပြင်တမ33ဟာရခိုင်ပြည်နယ်မှာရိုဟင်ဂျာတွေကိုလင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်ခဲ့မှုနဲ့ပတ်သက်ပြီးလဲဗြိတိန်အစိုးရက 2022ခုနှစ်ဒီဇင်ဘာလမှာပိတ်ဆို့အရေးယူခဲ့တဲ့တမတစ်ခုလည်းဖြစ်ပါတယ်။